င်္ဂလာပါရှင်လူငယ်တွေအတွက်ပညာရေးနဲ့ဆိုင်တဲ့ဗဟုသုတတွေပညာရေးခွန်လန်းတွေအကြောင်းကိုမျှဝေတက်ဆက်ပေးနေတဲ့ DBBS Smart Season လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်ရဲ့ Smart Season မှာဆိုရင်တော့ကချင်ပြည်နယ်ရဲ့ပထမဆုံးသောလေကြောင်းနည်းပညာရှင်တယောက်ဖြစ်တဲ့ခွန်လန်းအောင်နဲ့တွေ့ဆုံမင်းမြန်ပေးသွားမှာပါမောင်လေးမင်္ဂလာပါမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါအရင်ဆုံးအခုဘယ်ရောက်နေလဲဘာတွေလုပ်နေလဲဆိုတာကိုကိုယ့်ကိုမိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့အာကျွန်တော်နာမည်ကတော့ခွန်လောက်ပါ ဒီလက်ရှိမှာတော့ American ပြည်တော်စု Nebraska ပြည်နယ် Omaha မြို့မှာနေထိုင်နေပါတယ်ဒီ Omaha မြို့ရဲ့ AMPLF ဒါမှမဟုတ်ရှင် Omaha Airport လို့တည်ကြတဲ့လေးစိတ်မှာဒီ Skywest Airline အတွက်ဒီကြောင်းကြီးပညာရှင်အနေနဲ့လက်ရှိမှာအလုပ်လုပ်ကင်နေပါတယ်ဟုတ်ကဲ့ပါလက်ရှိမှာဒီနာမည်ကြီးចောင်းနှစ်ចောင်းကိုလည်းတက်နေရလို့ကြားတယ်ပြီးတော့အလုပ်လည်းလုပ်နေရလို့ကြားတယ်ဟုတ်ဒါလေးကိုတစ်ချက်ပြောပြပေးပါအောင်ရှင့် အော်ဟုတ်ကဲ့လက်ရှိမှာတော့ကျွန်တော်ကအခုဒီလေကြောင်းလိုင်းမှာအလုပ်လုပ်ပြီးမှကြောင်းနဲ့ကြောင်းတက်နေရပေါ့ဒီပထမကြောင်းကတော့ဒီ Iowa ပြည်နယ်မှာရှိတဲ့လေကြောင်းဤပညာကြောင်းမှာကျွန်တော်လက်ရှိတက်နေတယ်အဲကြောင်းကတော့ဒီလူငယ်တွေနဲ့စစ်တပ်မှာပညာတင်လာတဲ့ဒီစစ်မှုထမ်းအောင်းတွေကိုအဓိကထားပြီးမှလေကြောင်းပြုပြင်ထိန်းသိမ်းဤပညာနဲ့ပြန်တိုင်းဤပညာကိုတင်ပေးနေတဲ့ကြောင်းဖြစ်တယ်ပေါ့ နောက်တစ်ခုကတော့ဒီ Florida ပြည်နယ်မှာရှိတဲ့ Embry-Riddle Aeronautical University မှာကျွန်တော် online ကနေလက်ရှိလက်ရှိကတော့အဝေးရောက်နေတဲ့ပညာသင်ကြားနေရတဲ့ဒီ Embry-Riddle Embry-Riddle ကဒီ NASA ရဲ့အကာသယာဉ်မှူးရဲ့ American Leader အရာရှိတွေကိုဒီ engineer ပညာစစ်ဘက်ဆိုင်ရာပညာပြန်တိုင်းဆိုင်ရာပညာတွေကိုလက်ကျင့်ပင်ရဲ့အကြောင်းတစ်ကြောင်းဖြစ်တယ်ပေါ့။အင်းအလို့အကန်အနေနဲ့ကတော့ဒီ US ရဲ့အကြီးဆုံး regional airline တစ်ခုဖြစ်တဲ့ Skywest Airline မှာလောက်ကင်နေရပေါ့ဟုတ်ကဲ့ပါအဲ့တော့ဒီလေချောင်းအတက်ပညာပေါ့နော်ဒီဒီဟာနဲ့ပတ်သက်ပြီးတော့ဘယ်ချိန်တည်းကကိုစပြီးစိတ်ဝင်စားခဲ့ရလဲဒီလမ်းကြောင်းကိုရောက်ဖို့တွန်းအားဖြစ်စေတဲ့အရာတွေရောဘာတွေဖြစ်မလဲမောင်လေးอืมပြောရမယ်ဆိုလို့ရှိရင်ဒီလေချောင်းပညာကိုစိတ်ဝင်စားတော့ငငယ်ကလေးကစိတ်ဝင်စားရလို့ပြောလို့ရတယ်အဲအဲ့လိုမျိုး ကျွန်တော်တို့ကချင်ပြည်နယ်မှာလို့မျိုးစစ်ပွဲတွေဖြစ်လို့ရှိရင်လေရင်နဲ့တုံးတဲ့ဟာကိုမြင်ပြီးမှကျွန်တော်ကလေရင်မောင်းတဲ့သူတွေကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်အရင်သိချင်တယ်လေရင်တွေဘာလို့လေပေါ်ပြန်ပြန်လာလဲဆိုတော့အရင်သိချင်တယ်ပြီးတော့ဘာလို့ကျွန်တော်တို့တွေကလေရင်မပိုင်ဆိုင်ရလဲလေရင်ပိုင်ဆိုင်တဲ့ဤပညာမရှိရလဲဆိုရင်မှကျွန်တော်အရင်သိချင်တယ်ပေါ့အဲ့လိုသိချင်တာကနေစပြီးမှလေ့လာလေ့လာလေ့လာရင်းနဲ့ဒီဒီကြောင်လောကတွေကိုခြေဆောင်ပြုတ်ဝင်ဖြစ်လာတာ 来,的来的，那个漂流一点去啊。 ကဲပါအဲ့တော့အခုဒီအလုတ်တစ်ဖက်နဲ့ကြောင်းကလည်းနှစ်ကြောင်းတော့တက်နေရဆိုတော့ပေါ့နော်ကိုယ့်ရဲ့ဒီအချိန်စီမံခန့်ခွဲပုံလေးတွေပြီးတော့အဟိုစိတ်ပိုင်းဆိုင်ရာပေါ့နော်ပြီးတော့ financial ဘိုင်းရောပေါ့နော်ကိုဘလို့ manage လုပ်လဲအတခြားလူငယ်တွေဆိုလို့ရှိရင်ရောကိုဘလို့အကြံပေးလို့ရလဲဆိုတာလေးမျှဝေပေးပါအောင်ရှင်ဟုတ်အာဒီလေကြောင်းနဲ့ပတ်သက်တဲ့အကြောင်းတော်တော်များတော့ဒီအစိုးရချမှတ်ထားတဲ့စီမံစည်းကမ်းအတိုင်းတင်ရတာများတယ်ဥပမာလေရင်မောင်းတာပဲဖြစ်လေရင်ပြင်တာပဲဖြစ်ဖြစ် ဒီ American လေးရှောင်းအနာပိုင်းကနေဒီပဏ္ဏနာရီပြည့်ရမယ်ဘယ်ရက်ဘယ်ရက်တွေမှာပဏ္ဏနာရီတင်ရမယ်ဆိုရဲခါအတိအကျရှိရပေါ့အဲ့တော့ကျွန်တော်လက်ရှိတက်နေတဲ့ကျောင်းမှာတော့မနက်9နာရီနဲ့နေ့လယ်9နာရီဒီ Monday to Friday တက်ရတယ်တခြားပြည်နယ်အကျောင်းတွေမှာလည်း7နာရီနဲ့ညနေ3နာရီတက်ရတဲ့ကျောင်းတွေရှိရဒါမှမဟုတ်ရင်ညအကျောင်းတွေရှိရပေါ့အဲ့တော့ကျွန်တော်ကျွန်တော်လည်းတိတ်မတိဘူးဒါပေမဲ့တေချာတာကဒီ radiant တစ်ခုအတွက် နိုင်ပေါင်း1000ကျော်အများဆုံးရှိရတယ်ပေါ့ဥမာလေရင်ပြင်ဖို့တက်ဆိုလို့ရှိရင်ဒီလေရင်ကိုတဲ့ပညာ air frame နဲ့လေရင် engine ပညာ power plant ဆိုရင်နှစ်မျိုးရှိရပေါ့အဲ့တော့ air frame နဲ့ power plant နှစ်ခုနှစ်ခုမှာတစ်ခုစီအတွက်နိုင်ပေါင်း1000စီရှိရတယ်ပြီးရင်အဲ့အဲ့နှစ်ခုကိုဖြည့်ဖို့အတွက်ဒီ general စပိုင်းဆိုင်ရာဆိုရဲဒီ general course ကိုရင်တက်ရ general course ကတော့နိုင်ပေါင်း900ကျော်ရှိရရပေါ့ ဲ့တော့အဲ့ရည်မပြေလို့ရှိရင်ဒီလေချောင်းအနာဘာတတ်မှတ်ထားတဲ့ဆောင်မိုးဖြေခွင့်မရှိဘူးဖြေခွင့်မရှိလို့ရှိရင်အလုပ်လုပ်ခွင့်မရှိဘူးအဲ့ကြတော့ကျောင်းရဲ့အချိန်စင်းနေရနည်းနည်းတင်းကျပ်တယ်စီးမျက်စိကမ်းပါလည်းတင်းကျပ်တယ်ပေါ့ဥပမာတနအိကျောင်းပြတ်သွားလို့ရှိရင်6နာရီစာပြန်တင်ရတယ် instructor နဲ့ဒီလေချောင်းအနာဘာတတ်မှတ်ထားအခန်းအတန်းမှာ 10မိနစ်လွတ်သွားလို့ရှိရင်6မိနစ်စာပြန်ပြီးတော့ makeup တိုင်းပြန်လုပ်ရမယ်ဆိုပြီးမှတတ်မှတ်ထားတဲ့အတွက်ကြောင့်ကြောင်ပြေလို့အဆင်မပြေဘူး။ကြောင်ပြတ်သွားလို့ရှိရင်အဆင်မပြေဘူးပေါ့။အဲ့ဒါပြန်အလုပ်လုပ်အလုပ်လည်းပြန်လုပ်ရတော့နည်းနည်းတော့ပင်ပန်းတယ်။ဒါပေမဲ့အဲတေးရမလို့လည်းမရဘူးဆိုတော့လည်းလုပ်ရတာပဲ။ Ừm ကြောင်မနက်ခုနလရနေနေ့လယ်နှစ်နာရီထိသွားတယ်။အလုပ်ကတော့ဒီနှစ်နာရီခွဲရနေ 10နိုင်ခွဲထိလုံးဖြစ်တယ်ပေါ့ကောင်းတာတစ်ခုကကျွန်တော်ကဒီလေချောင်းလောကမှာလုံနေတော်တော်ကြောင့်အလုံးလုံရင်းနဲ့ကျောင်းမတင်ငယ်စာတွေကိုလေ့လာပြီးသားလို့ဖြစ်နေတဲ့အတွက်ကြောင့်အဆင်ပြေလို့ပြောလို့ရတယ်အခက်ခဲရတော့အေးမွားဘူးပေါ့အေးမွားတခါလေအေးမွားတော့တော်တော်ဆိုးတယ်အဲဆိုင်အချင်းပဲမဲ့လေနောက်နေ့ပြန်ထားရင်အကြောင်းပြန်သွားအလုပ်ပြန်လုပ်လို့ရတာပဲအာ financial ဘိုင်းအနေနဲ့ကတော့ဒီကျွန်တော်ရဲ့လက်ရှိအကြောင်းစိတ်တွေနဲ့စိတ်တွေအကုန်လုံးကကျွန်တော်ဒီ baby ဒါပေါ့ဒီအစိုးရအစိုးရလေကြောင်းပညာရှင်အဖွဲ့အစည်းကနေကျွန်တော်တို့အတွက်အကုန် baby ဒါဖြစ်တဲ့အတွက်ကြောင့်မို့တိတ်ပြီးမှအကြောင်းစိတ်အတွက်စိတ်ပူစရာမလိုဘူးပေါ့ဒါပြီးနောက်လာမဲ့ဆယ်စုနှစ်အတွင်းမှာလည်းလေကြောင်းပညာရှင်နဲ့လေယာဉ်မှုရှားပေါင်းပြသနာကြောင့်အစိုးရကနေနောက်ထပ် ေထောက်ပံ့ခြင်းပုံမှန်ချပေးဖို့လည်းရှိရဲအဲအတွက်ကြောင့်ဒီလောကရဲ့ရောက်လာရောက်လာဖို့အရင်ကလောက်တော့မခက်ခဲတော့ဘူးဒီငွေကြေးခက်ခဲအရင်ကလောက်တော့မခက်ခဲတော့ဒါပေမဲ့အခက်ခဲရတော့ရှိနေတော့မယ်ပေါ့အာလုံးလုံးဆယ်တော့ကြောင်းအလုံးငွေကြေးတော့လို့စီမံဖြစ်တယ်ကြာပါ ဟုတ်ကဲ့ပါဒါဆိုရင်ကို့လိုမျိုးပဲပေါ့နော်ဒီလေကျောင်းပညာကိုစိတ်ဝင်စားတဲ့လူတွေအတွက်ပေါ့နော်အမကတော့မေးချင်တာကဘာလဲဆိုတော့ဒီကျောင်းနှစ်ကျောင်းတက်တယ်ဆိုတော့ဒီကျောင်းနှစ်ကျောင်းရဲ့ကွာဟာချက်ပေါ့နော်ဒီကျောင်းနှစ်ကျောင်းကိုအဲနှစ်ကျောင်းစလုံးကိုအခုလက်ရှိတက်နေရတဲ့အကြောင်းရင်းရဲ့ပြီးတော့ဒီကျောင်းနှစ်ကျောင်းကဘာတွေကွာခြားတယ်အဲဆိုတဲ့ဥစ္စာလေးကိုကျောင်းကျောင်းလေးကိုအသေးစိတ်လေးရှင်းပြပေးပါအောင်ပြီးရင်ဒီအတွက် requirements တွေပေါ့နော်ဘာတွေလိုအပ်လဲကိုဘာတွေပြင်ဆင်ခဲ့ရလဲအချိန်ဘယ်လောက်ယူခဲ့ရလဲဆိုတာလေးကိုမျှဝေပေးပါအောင်ရှင့်ဟုတ်အဲ ကျောင်းနှချောင်းရဲ့အဓိကကွာခြားချက်ကတော့ဒီ American ပြည်တော်စုရဲ့ထုံးစံအတိုင်းပဲတပြည်နယ်နဲ့တပြည်နယ်ဆန်ရင်ဆန်ရုံမတူပါဘူးပေါ့ဒါပေမဲ့ဒီကျွန်တော်တို့တတ်မှတ်ထားတဲ့ license တွေအကုန်လုံးက Federal Assembly ဖြစ်တဲ့အတွက်ကြောင့် Federal တတ်မှတ်ချက်တွေရောတူတယ်ဒါပေမဲ့ကျောင်းတစ်ကျောင်းနဲ့တစ်ကျောင်းတွေကဒီ state ရဲ့တပ်ဆိုင်ရာပြည်နယ်ရဲ့တတ်မှတ်ချက်တွေအရသိပြီးကွာခြားချက်တွေလည်းနေရှိရဲဥပမာကျွန်တော်တို့ဒီ Iowa ကျောင်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ မနက်9:00နာရီညနာ8:00တက်ရတယ်ပြီးလို့ရှိရင်ဒီကျောင်းသားတွေအတွက်ပညာရှင်ထောက်ပံ့ကြည်စေအပြည့်ပေးတယ်နေစေပေးတယ်တခြားပြည်နယ်တော့ကျွန်တော်မသိဘူးပေါ့အဲဘာခေါ်လဲဆိုဒီ Iowa ကျောင်းမှာကျွန်တော်တို့က Nine Engineering ဘာသာရပ်တွေကိုသင်ကြားရတယ်ဟိုမှာဒီကျောင်းလောကမှာကျတော့နေရာအများကြီးရှိရပြောင်းမှာအာ technician ရှိမယ် engineer ရှိမယ် dispatch ရှိမယ်ပြီး pilot ရှိမယ်ဆိုပြီးမှအများကြီးခွဲထားတယ်အဲ့တော့ဒီ Iowa အကြောင်းမှာလာဒီ 14CF P65 ရဲ့ဒီ number D မှာပါတဲ့အာ Airman without အာ flying rating ဆိုရဲအာမှာကျွန်တော်တို့တင်ကြရတယ်ဒီ engineer ဘာရက်ကိုမတင်ရဘူးဒီပြန်တိုင်း rating ကိုအဓိကထားပြီးမတင်ဘူးအဓိကထားပြီးတင်တာဒီ တက်ဆိုင်ရလေယာဉ်တွေရဲ့ airworthiness ပေါ့ဒီလေယာဉ်တွေရဲ့လေချောင်းပေါ်မှာပြန်နိုင်တဲ့အာမခံချက်ကိုကျွန်တော်တို့ကလက်မှတ်ထိုးပေးနိုင်တဲ့အဆင့်ကိုကျွန်တော်တို့ကအဓိကထားပြီးတင်တယ်အဲဒီ Iowa အကြောင်းအဓိကတော့ဒီလေယာဉ်ပြန်တမ်းလေယာဉ်ပြန်တမ်းရေးနဲ့ airworthiness တို့အဓိကတင်တယ်ပေါ့ဒါပေမဲ့ Florida အကြောင်းကြတော့ပြန်ပြောတော့ဒီသူကဒီ engineering perspective တွေကိုအဓိကတင်တဲ့အတွက်ကြောင့်သူကပါတယ်ပါတယ်ကွာတော့လဲဆိုတော့သူက cyber စာရန်ဘိုင်းကိုပုံများလက်တွေ့ဘိုင်းနဲ့စာလို့ချင်း theory ပိုင်းမှာပို့သွားတယ်။ဒီဥမာလေရင်ဒစည်းမှာလိုအပ်တဲ့ engineer ရဲ့ authorization ကိုထုတ်ပေးရတဲ့ possession ကိုအဓိကထားတဲ့ ਨੇ ပြီးလို့ရှိရင်လေရင်ဒစည်းမှာလေရင်ဖြစ်ဖြစ်ဒုံးကျည်ဖြစ်ဖြစ်ရောအဲဒီပြန်တန်းရင်းနဲ့ပတ်သက်တဲ့အရာတွေအလုံးရဲ့ဘလို့ပြုပြင်ထိန်းသိမ်းရမလဲဆိုတာဒီ schedule လုပ်တဲ့ engineer order ဘိုင်းကိုတွားတယ်ဒီဘက် Iowa ကျောင်းကတော့ အဲ့ engineer authorization နဲ့ engineer order တွေကို compliance လုပ်ပြီးမှဒီလီယံက airworthy ဖြစ်ပါတယ်ဆိုပြီးမှအာမခံချက်ပေးရပိုင်းတော့တွားတယ်ပေါ့အဲ့တော့တစ်ခုနဲ့တစ်ခုက passport တချင်မတူတစ်ခါက theory နဲ့စာရွက်စာတမ်းပိုင်းတွားတယ်တစ်ခုကတော့လက်တွေ့နဲ့ပညာရှင်ပိုင်းတွားတယ်ပေါ့လက်ရှိချိန်မှာတော့ကျွန်တော်နှစ်ခုလုံးတော့အဲသဘောကျတယ်ပေါ့ပြန်ပြန်တန်းရုပ်တဲ့သဘောကျတယ်ဆိုတော့လက်ရှိချိန်မှာတော့တော်တော်စင်ပြေသေးရဲ့ ကျွန်တော်ရဲ့ဒီရီမန်းချက်ကလည်းဒီလေရင်အတက်တွေကိုစမ်းတက်တဲ့ test final တယောက်ဖြစ်ချင်တဲ့အတွက်ကြောင့်ဒီပြန်တန်းရေးရပြုပြင်ထိန်းသိမ်းရေး engineering ရေဒီ test final တယောက်အတွက်ဖြစ်မနေလိုအပ်တဲ့ဒီပါရာရက်တုံးလို့ဆိုတော့ကျွန်တော်တော်တော် motivation အပြည့်ရှိရအောင်အဆင်ပြေရလို့ပြောလို့ရရကြပါဘော ဟုတ်ကဲ့ပါဒါဆိုရင်ဒီကျောင်းနှစ်ကျောင်းပေါ့နော်ကျောင်းနှစ်ကျောင်းကအာကျောင်းပြီးဖို့ဘယ်နှစ်ချိန်ယူရလဲပြီးတော့နောက်တစ်ခုကကျောင်းပြီးသွားပြီဆိုလို့ရှိရင်ဘယ်လိုတွေပြန်အသုံးချလို့ရလဲကျောင်းဘက်ကရောဘယ်လိုအခွင့်အလမ်းတွေပေးထားလဲဆိုတာလေးပြန်ပြောပေးပါအောင်ရှင်။ဟောကျွန်တော်အရှေ့ကပြောခဲ့လို့ကဒီလက်ရှိတက္ကသိုလ်လုံးဝကြုံတွေ့နေတဲ့ပြဿနာဒီလေကျောင်းပညာရှင်နဲ့ဒီ pilot shortage ကိုဖြစ်နေရ။နောက်ဆယ်နှစ်အတွင်းမှာပင်စင်ယူသွားမဲ့ rate က အတက်တက်လာမဲ့ပညာရှင် rate ထက်၃စားလောက်ပိုများနေရဆိုတော့ဒီအလောက်ကိုင်ဖွင့်လာတော့လက်ရှိချိန်မှာဒါပိုးဝင်လို့ပြောလို့ရတယ်အားလုံးတည့်ရတိုင်းမှာဒီလေချောင်းလောကဆိုလေချောင်းလောကနဲ့ဒီ aerospace industry ကလာစာပိုင်းမှာတော့ပြောစရာမလိုဘူးပေါ့လာစာပိုင်းမှာလာစာကောင်းတဲ့အင်းမှာပါတယ်အဲ့အတွက်ကြောင့်အဖွင့်လာရဲ့လာစာရဲ့ benefit ရဲ့တော်တော်ကောင်းတယ်လို့ပြောလို့ရတယ်အာကြောင်းပြလို့ရှိရင် ပါဖြစ်ကြလဲဆိုတော့ဒီပညာရှင်ចောင်းကတော့ဒီလေအမေရိကန်လေចောင်းအနာပိုင်း FAA ရတတ်မှတ်ထားတဲ့ဒီအဲ P65 နဲ့ညီသွားပြီဆိုလို့ရှိရင်သူကဒီသူရဲ့ဆောင်းဘွက်ဝင်ဖြည့်ပိုင်ခွင့်ရှိရပေါ့။ဘောလဲဆိုအိုင်ဝါចောင်းကဒီ 14CF ပါ147ចောင်းဖြစ်တဲ့အတွက်ကြောင့်သူကဒီ AMP certificate ကိုဝင်ဖြည့်ပိုင်ခွင့်ရှိရဖြည့်ပြီးရတဲ့ဒီအမေရိကန်ရဲ့ airline မှာဖြစ်ဖြစ်ဒီ space age တို့ NASA တို့မှာဖြစ်ဖြစ်သူက technician တွေနဲ့စာဝင်လို့ရတယ်ပေါ့ကျွန်တော်နဲ့တည့်ရတတော်များများတော့ဒီ key တဲ့ airline တော့ရတူရှိတယ်ဒါမှမဟုတ်လို့ရှိရင်ဒီ space age တို့လိုမျိုးအာကာသ agency တွေမှာဒီတောင်းကြည့်ပိုင်းကိုသူပြုတော့တူလည်းရှိရပေါ့တချို့ကတော့ဒီ defense industry ဘောဒီတာဝန်ရေးပစ္စည်းထုတ်လုပ်ရေးပိုင်းတွေမှာသူပြုတော့တူရှိရပေါ့အဲ့တော့ ဒီကြောင်းပြီးတော့တရားနဲ့တရားတော့တော့လာရတော့မတူဘူးတေချာတော့ဒီအလုပ်တွေလုပ်နိုင်မှုဆိုရင်တော့ဒီအာနာပိုင်ကလေချောင်းအာနာပိုင်ကတိမပြုထားတဲ့အဲ AMP certificate လိုရယ်ပေါ့အဲ့တော့ဒီ IOI ရဲ့ကြောင်းရဲ့အဓိကကြီးရွယ်ချက်ကတော့ဒီ AMP AMP certificate ကိုင်ဆောင်ထားတဲ့ပညာရှင်တွေကိုမွေးထုတ်ပေးဖို့ပေါ့ဒီ Florida ကြောင်းရဲ့အဓိကတော့သူကတော့ဒီ daily operation ဆိုတာထက်သူက production ဘက်ကိုပို့သွားတယ်လို့ပြောလို့ရတယ်ဗျသူလည်း F uh, FA ရဲ့ပတ်147ဘုစကူဟုတ်တယ်ပြီးလို့ရှိရင်ဒီလေချောင်းအနာဘက်ကခွင့်ပြုထားတဲ့ပတ်141ဆိုတဲ့ဒီ pilot training school လည်းဟုတ်တယ်ပြီးရင် NASA NASA ရဲ့ဒီအကာတာပိုင်းဆိုင်ရာ qualifying ဖြစ်တဲ့ကျောင်းလည်းဟုတ်တယ်ဗျပြောရမယ်ဆိုလို့ရှိရင်ဒီ Florida အကျောင်းကတော့ Harbor of the Sky လို့ပြောကြတယ်ဘာလို့လဲဆိုတော့ဒီ ကဘာရကင်ပါတဲ့တော်တော်အစင်းမင်းတဲ့အကြောင်းဆိုတော့အဲ့တော့အဲအကြောင်းမှာတော့ဘာသာအများကြီးတင်လို့ရတယ်ကျွန်တော်အခုအထူးပြုနေဘာသာရကတော့ဒီ theory ဘိုင်းရဲ့ပစ္စည်းအသစ်ထုတ်ထုတ်တဲ့အချိန်မှာဒီ engineering knowledge ကိုတုံးချဖို့ရယ်ပြီးလို့ရှိရင်ဒီ service side နဲ့မှာကံမှုရယ်ပေါ့အဲ့တော့ဘလို့ဘလို့ပြောလို့ရလဲဆိုတော့ဒီ Iowa အကြောင်းက daily operation ကိုတွားနေတဲ့အချိန်မှာဒီ Florida အကြောင်းကတော့ဒီ production ဘိုင်းကိုတွားရယ်ပေါ့အဲ့တော့နှစ်ခုလုံးက သူ့အခွင့်အလမ်းနဲ့တူရှိရဲ့ဒီတော်တော်များများចောင်းသားတွေရဲ့ဥစ္စာရခံတော့ကចောင်းမပြီးခင်မှာ job offer ရကြတဲ့သူတွေများတယ်အာကျွန်တော်လည်းចောင်းပြီးဖို့6လလုံးမှာဒီဒီចောင်းလိုင်းနေရော industry တော်တော်များနေကျွန်တော် job offer စားရပြီပေါ့အဲ့တော့လက်ရှိအချိန်နဲ့ဒီနောက်လာမယ့်ဆယ်နှစ်အတွင်းမှာတော့ဒီចောင်းလောကဒီပညာရှင်တွေအသေးအတန်လုံနေတဲ့ကာလမျိုးလို့အလုပ်ပိုင်းအလုပ်အကိုင်းခွင့်လမ်းကောင်းတယ် benefit ကောင်းတယ်ကြာဟုတ်ဟုတ်ကဲ့ပါဒါဆိုလက်ရှိကိုရိုင်းရပေါ့နော်ကြောင်းလက်တက်နေတဲ့ဒီအလုပ်လဲလုပ်နေရဲပြီးတော့ရေချားမြေချားမှလည်းဖြစ်တယ်ပေါ့နော်ကို့အတွက်ကအကြီးမားဆုံးအခက်အခဲကဘာဖြစ်မလဲပြီးတော့ဒီအခက်အခဲကိုကိုဘယ်လိုကျော်လွှားခဲ့လဲဆိုတာလေးပြောပြပေးပါရှင်ဟုတ်အာပထမဆုံးအခက်အခဲဆိုလို့ရှိရင်တော့ဒီရင်းချင်းမှုမတူတာပေါ့ပြောမယ်ဆိုလို့ရှိရင်သူတို့အကျွေးရဲ့အစားအစာသူတို့စားရဲ့အစားအစာတိတ် မစားတတ်ဘူးပြီးလို့ရှိရင်သူတို့ရဲ့ရင်ကျင်းမှုကဘယ်လိုမျိုးလဲဘယ်လိုပုံစံဆိုရိုင်းတာလဲအာဘယ်လိုပုံစံဆိုရင်ကျေးရလဲတိတ်မတိခဲ့ဘူးပေါ့အဲ့တော့အဲ့ရအရန်ခက်ခဲဖြစ်တယ်ဒါပေမဲ့တဖြည်းဖြည်းနေသားကျလာတဲ့အချိန်မှာအဲအဆင်ပြေလာတယ်နောက်တစ်ခုကဘာလဲဆိုတော့အာဒီအလုံးအကိုင်းနဲ့ပတ်သက်လို့ရှိရင်ကျတော့ဒီအလုံးလုံးတဲ့ပုံစံမတူဘူးဒီမှာကျတော့ နိုင်နဲ့ပေးတဲ့ဟာရှိရဲပြီးလို့ရှိရင်အာလစာပေးတဲ့ဟာရှိရဲပြီးရင်အလုံးလုံးတက်စကေဂျူကလည်းဒီလေချောင်းလောကကအာ24 hour 7 days a week operation ဖြစ်တဲ့အလုံးတစ်ခုဖြစ်တဲ့အတွက်ကြောင့်တစ်ခါတလေ overnight လုပ်ရမယ့်အချိန်တွေရှိရဲဒီမနေ့အစောကြီးလုပ်ရမယ့်အချိန်တွေရှိရဲအဲ့ရကိုနေသားချဖို့အတွက်တော်တော်လေးကိုအချိန်ယူလိုက်ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရှိခဲ့တဲ့အတွေ့အကြုံကပုံမှန်မနက်9:00ရက်ညနေ9:00အလောက်ပဲများတယ် ဒါပေမဲ့ဒီ24/7 operate လုပ်တဲ့ industry မှာရောက်လာတဲ့အချိန်မှာကျတော့ကျွန်တော်တို့နည်းနည်းဘယ်လိုလဲနေသားချဖို့လိုရတာတော်တော်ရှိရပေါ့ပြီးလို့ရှိရင်နောက်ထပ်တစ်ခုကကျတော့ဒီလေကြောင်းလောက NDA များတယ်အချိန်မြွေးတက်ပါဝနိုင်တဲ့အ NDA ရှိရပေါ့အဲ့တော့ကြောင့်မို့လို့အဲ့လိုမျိုး NDA များတဲ့ဒီ working environment မှာ ဘလိုမျိုး safety ဖြစ်အောင်လုပ်ရမလဲဆိုတဲ့ဟာကိုလည်းဒီလေ့ကျင့်လေ့ကျင့်တာတော့လေ့လာရတဲ့ဟာတော့တော်တော်ကတ်ခဲတော့ဘာလို့လဲဆိုတော့ဒီအန်ဒီယံများတဲ့အချိန်ကာလမှာဒီအန်ဒီယံများတဲ့ပတ်ဝန်းကျင်မှာအရင်စိတ်လောလို့မရအောင်လဲစိတ်လောလို့မရအောင်ပြီးလို့ရှိရင်အရင်မြင်မြန်ဆန်ဆန်လုပ်ရမယ့်ကိစ္စမှာဆိုလို့ရှိရင်လူကတာမြန်နေမယ်စိတ်မှာဘလိုမျိုးညင်အောင်လုပ်ရမလဲဆိုတော့လေ့ကျင့်ရတဲ့အခက်ခဲတော့ရှိခဲ့ရပြဟုတ်ဟုတ်ကဲ့ပါအဲ့ဒါဆိုလို့ရှိရင်အများကြီးပဲဟို ဖြတ်တန်းခဲ့ရမှာပဲเนาะအများကြီးကြိုးစားရမယ်ဟုတ်အခု23နှစ်ပဲရှိသေးရဲ့လူငယ်တယောက်လည်းဖြစ်တယ်ဆိုတော့ကြံနဲ့ကိုလိုပဲကြိုးစားခြင်းနဲ့ကြိုးစားနေတဲ့လူငယ်တွေရှိရယ်ပေါ့เนาะသူတို့တွေအတွက်ကိုအာမောင်လေးဘက်ကနေပြီးတော့မှအားပေးစကားပေါ့เนาะစိတ်ခွန်အားဖြစ်သွားမယ်အားပေးစကားလေးဖြည့်ဆွတ်ပြောပေးပါအောင်ရှင်အော်အာပြောခြင်းလဲဆိုတော့ဒီကျွန်တော်တို့လေချောင်းလောကကျွန်တော်ပြောနေကြစကားအတိုင်းပဲလေချောင်းလောကကတော့ပေါ်လာတာမကြတဲ့ဘူး 1900ကျော်မှပေါ်လာတဲ့ဒီလောကတစ်ခုဖြစ်တယ်ဒီအလောက်ကင်ပိုင်းဆိုင်ရာကိစ္စတစ်ခုဖြစ်တယ်ဒါပေမဲ့ဒီနှစ်တရာကျော်တာနှစ်တရာကျော်ပဲရှိသေးတဲ့လေကြောင်းလောကကြီးအတွက်ဖြစ်ဒီလို့ပြောရမလဲနှစ်တရာကျော်ပဲရှိသေးတဲ့လေကြောင်းလောကဖြစ်လာဖို့အတွက်နှစ်ပေါင်း3000ကျော်လောက်သူတွေရင်းခဲ့ရတယ်ပေါ့အဲအတွက်ကြောင့်လေကြောင်းလောကမှာကျွန်တော်တို့အဓိကပြောပြောနေတဲ့စကားတစ်ခုပါလဲဆိုတော့ အရှုံးမပေးဖို့ပဲကျွန်တော်တို့ကအရှုံးတွေကနေတင်ကြားတယ်ကျွန်တော်တို့ကြရှုံးမှုတွေကနေကျွန်တော်တို့ကိုယ်ပိုင်ကိုပြန်တင်ရတယ်ကျွန်တော်တို့အခုမြင်နေရတဲ့ဒီအကာတောက်တော့နိုင်တဲ့ဒုံးကြီးတွေအတန်ထက်မြန်တဲ့လေရင်တွေရေဒါမှာမပေါ်တဲ့ကိုပြောက်လေရင်တွေဆိုတာလဲကျွန်တော်တို့ဒီလွန်ခဲ့တဲ့နှစ်ပေါင်း2000 3000ကျော်ကလူတွေကြရှုံးနေတဲ့ဟာကိုကျွန်တော်တို့ကနမူနာယူပြီးမှဒါဘာလို့ကြရှုံးလဲဆိုတာကျွန်တော်တို့အဖြေရှာပြီးမှ တိဆောက်လာတဲ့အရာတွေဖြစ်တယ်ပေါ့အရာရာတိုင်းကတော့ချက်ချင်းဖြစ်လာမှာမဟုတ်ဘူးဒါပေမဲ့စ조사ဖို့လိုတယ်ကြာချုံးနေဆိုလို့ရှိရင်ပြန်ဆန်းစစ်ဖို့လိုတယ်ပြန်ဆန်းစစ်ပြီးရင်ပြန်ပြင်ပြီးမှဟိုကောင်းတဲ့ဟာတစ်ခုတိဆောက်ဖို့လိုတယ်ပေါ့နောက်တစ်ခုကတော့ကြာချုံးမအောင်ကြောက်เสียရမလို့တကယ်တမ်းကကျွန်တော်ကကြာချုံးမအောင်ကြောက်တာထက်မကြာချုံးမအောင်ကိုကြောက်တယ်ပေါ့ဘာလို့လဲဆိုတော့ဘာမှမလုပ်ဘူးတဲ့ကဘာမှကြာချုံးမအောင်မဟုတ်အဲ့တော့ဘာမှလည်းတိမှာမဟုတ်ဘူးပေါ့ဒါပေမဲ့ ချာရှုံးဘူးရဲ့သူကဒီအမားရဲ့အရတာနဲ့ချာရှုံးမှုရဲ့အရတာကိုတည်ရဲ့အချိန်မှာဘလို့ပြန်စပြန်ပြင်ဆင်ရမလဲဆိုတာတည်ရဲ့ပေါ့အဲ့တော့ချာရှုံးမအောင်မကြောက်နဲ့အာလှုပ်ဆရာရှိအောင်လှုပ်ပေါ့အာစူးစမ်းတိုင်းအောင်မြင်မယ်လို့ဘယ်သူမှအမှမခံဘူးဒါပေမဲ့အောင်မြင်တဲ့သူတိုင်းကတော့အခုစူးစမ်းခဲ့ရတာပဲလို့ပြောချင်တယ်ဟုတ် အဲဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်ခုအများကြီးလည်းဖြည့်ပေးပြီးွားပြီပြည့်ပြည့်စုံစုံလည်းဖြည့်ပေးွားတယ်လူငယ်တွေအတွက်ခွန်အားဖြစ်စေမယ့်စကားတွေလည်းအများကြီးပြောပေးခဲ့ရဲဆိုတော့ကျေးဇူးများကြီးတင်ပါတယ်အဲ့တော့အာနောက်ထပ်အဆီဇင်တွေမှာလည်းပါဝင်လို့ရရင်ပါဝင်ပေးပါအောင်နော်ကဲဟုတ်ကဲ့ကျေးဇူးပါဟုတ်တိတ်ပန်ဤပညာနဲ့ပညာရေးသတင်းအချက်လက်တွေဘဟုသုတတွေကိုတပတ်ကြားတစ်ခါအသစ်ထုတ်လွှင့်တင်ဆက်ပေးနေတဲ့ TVS Smart Net Knowledge Season မှာ ကျိုးရိုးတန်လိုက်ကနေကြည့်မယ်ဆိုရင်တော့ Smarter Season ကိုတနင်္လာအင်ကာဗုဒ္ဓဟူးနဲ့ကြာတာပြင်းနေတွေမှာထုတ်လွှင့်ပေးနေပါတယ်။ Knowledge Season ကိုတော့တောက်ကြစနေတနင်္လာနေ့တွေမှာကြည့်လို့ရမှာပါ။ online ကနေကြည့်မယ်ဆိုရင်တော့ TVB TV News ရဲ့ YouTube channel နဲ့ Facebook page တွေမှာပြန်လည်ပြီးတော့ကြည့်လို့ရပါတယ်။ဒီ season နဲ့ပတ်သက်ပြီးတော့ဝေဖန်ဆွေးနွေးအကြံပြုလို့ရအောင် Smarter TVB Facebook page ကို like and follow လုပ်ထားဖို့မမေ့နဲ့နော်။ မြမပြည်သူပြည်သားတွေအားလုံးပညာပြည့်ဝနှလုံးလှနိုင်ကြပါစေလို့လဲဆုမကောင်းတောင်းပေးလိုက်ပါရယ်နောက်ထပ်စီစဉ်တွေမှာပြန်လဲတွေ့ဆုံကြပါမယ်ကျမတော်ငုခတ်တာပါ